ဒီနေ့တော့တင်ဖြူဟိုတယ်မှာကဲဆယ်ရေးလုပ်နေတာကိုတွေ့လို့ဝင်ပြီးတော့မှကြည့်ပြည့်ခဲ့ပါတယ်ကဲဆယ်ရေးသမားတွေပြောတာတော့အထဲမှာတော့ဓာတ်ပေါ်ကြီးတွေရှိသေးတယ်သူတို့စူးစမ်းပြီးတော့ထုတ်နေတယ်ပေါ့နော်ကျွန်တော်ပြန်လာတဲ့အချိန်ထိတော့တယောက်ပဲထုတ်နိုင်သေးတယ်လို့ပြောပါတယ်ဒီမာကျူရီ72ဟိုတယ်မှာလည်းကေဆယ်ရီလုံနေတာတွေ့ပါတယ်ဒီမှာတော့အသက်ရှင်နေလူရှိလို့ပဲပြောပါတယ် ကျေးဇူးရှိသမားတွေကတော့ဓာတ်ပေါ်ကြီးကိုကြိုးစားပြီးတော့မှချပြေးနေတာကိုတွေ့ရပါတယ်။